ကဲအားလုံးမင်္ဂလာပါဒီနေ့မှာတော့ black visa အကြောင်းပြောပြမှာဖြစ်ပါတယ်ဆိုတော့စကားများမနေပဲစလိုက်ကြအောင် visa တို့မျိုးနွယ်စု visa တို့ရဲ့မျိုးနွယ်စုအကြောင်းကတည်တည်ချာချာတော့မပြောပြထားပါဘူးဒါပေမဲ့ original manga ရဲ့အပြင်ဘက်က resort တွေကိုယူပြီးတော့တည်တည်လောက်ပြောပြပါမယ်ခန်းနွန်းနန်းခန်းနွန်းကိုနောက်ထားပါကျွန်တော်ပြောပြမှာက official material တွေပါပဲဆိုတော့ visa ရဲ့ member တွေကိုတည်တည်လောက်ပြောပြပါမယ် visa ရဲ့ဘိုးဘေးတွေတဲကတယောက်ကတော့ချေးလို့ခေါ်ပါတယ် visa မှာအဖေလည်းရှိတယ်လို့အကိုလည်းရှိပါတယ် သူ့ရဲ့ဖိနာမည်ကတော့ King Khou လို့ခေါ်ပြီးတော့သူ့ရဲ့အကူနာမည်ကတော့ Khula လို့ခေါ်ပါတယ်ဖီဇာမှာတားတယောက်လေးရှိပါသေးတယ်သူ့နာမည်ကတော့ Kriza လို့ခေါ်ပါတယ်သူ့ကို Cannon Dragon ဘောမှာမတွေ့ရပေမဲ့ Toriyama ရဲ့အကြံပြုချက်နဲ့ရေးသားထားတဲ့ Gap Manga တစ်ခုမှာစပြီးတော့မြင်တွေ့ရပါတယ် Manga နာမည်ကတော့ Neko Majinzi လို့ခေါ်ပါတယ်ဒါပေမဲ့ဒီကောင်တွေဘယ်လိုမျိုးပွားလဲကျွန်တော်တို့အနေနဲ့ Dragon Ball franchise က Alien Race တွေတော်တော်များများမှာ gender တစ်ခုပဲရှိတာကိုမြင်ရမှာပါဥပမာ Namekian တွေလိုမျိုးပေါ့သူတို့အနေနဲ့ gender ရောရှိရလားလို့မသိပါဘူးဆိုတော့သူတို့ဘယ်လိုမျိုးပွားလဲဆိုတာကို theory လေးတွေနဲ့ရှင်းပြပါမယ်။ပထမဆုံး theory ကတော့ genetic engineering ဖြစ်ပါတယ်။ genetic engineering ကတော့လူလောတက်ရှိတွေဖန်တီးတဲ့နည်းစနစ်ပါ။ဆိုလိုချင်တာကကင်းခိုးက freezer ကို biologically အရဖန်တီးထားတယ်လို့ပြောချင်တာပါ။နောက် theory တွေကတော့ကိုယ့်ဘာကိုထုတ်လိုက်ပါ။သူတို့က mutant နေမလို့သူတို့မှလည်းမျိုးပွားတဲ့နည်းရရှိရင်ရှိမှာပါ။ freezer တို့မျိုးနဲ့စုကတကောင်နဲ့တကောင်ပုံစံနဲ့မတူကြပါဘူး။ပြောင်းနိုင်တဲ့ transformation တွေလည်းမတူကြပါဘူး။ cyan တွေကသူတို့ရဲ့ power level ကိုမြှင့်ဖို့ transform လုပ်ရပါတယ်။ဒါပေမဲ့ freezer ကတော့ပြောင်းပြန်ပါ။ သူ့အနေနဲ့သူ့ရဲ့ base fund ကိုပြန်ပြောင်းဖို့ပဲလိုပါတယ်ဒါကမှသူ့ရဲ့ base fund တနည်းအားဖြင့်ပုံစံအစစ်မှန်လို့ပြောလို့ရပါတယ် January ကိုတော့ transformation လို့သတ်မှတ်လို့ရပါတယ်ပြီးတော့ဒီကောင်နဲ့အသက်တော်တော်ပြင်းပါတယ်ခန္ဓာကိုယ်နှစ်ချမ်းဖြတ်ခံထားရရင်တော့ကောင်းကောင်းအသက်ရှင်နိုင်တဲ့ကောင်တွေပါ freezer ဆိုတာဘာကောင်လဲကျွန်တော်ပြောပြပါမယ် visa ကမိသားစု၃ယောက်ထဲမှာအရက်ပူဆုံးနဲ့အယုံမဆုံးဖြစ်ပါတယ်။အဲဒါကြောင့် universe တခွင်လုံးကသူ့ကိုဆိုနာမည်ကြားတာနဲ့ခိုက်ခိုက်တောင်းအောင်ကြောက်ခဲ့ရတဲ့အထိပါပဲ။ universe တခွင်လုံးကို visa တို့မိသားစုထဲမှာဘ누구ကိုအကြောက်ဆုံးလဲလို့မေးရင်အားလုံးက visa ကိုအကြောက်ဆုံးလို့ဖြေကြပါလိမ့်မယ်။ ဖီဇာကရုံမာယုံနေမဟုတ်ဘူး။ညံများတဲ့ကောင်လည်းဖြစ်ပါတယ်။ဖီဇာရဲ့ potential ကစောင့်ရမ်းကောင်းပါတယ်။သူ့ရဲ့ potential က training ကနေရပါတယ်။သူတစ်ခါ training ဆင်းရင် power level ကသူများတွေထက်အများကြီးပိုပြီးတော့တက်လာပါတယ်။ ဒါပေမဲ့ freezer က train ရတာကိုသူများရဲ့ထပ်ပို့ပြီးမကြိုက်တဲ့သူပါပြင်းလို့ဖြစ်မှာပါအဲအကြောင် freezer အနေနဲ့ super saiyan goku နဲ့ချမှတ်ပြီးခင်အထိတခါမှ train နေမစင်းခဲ့ဘူးပါဘူးအဲ့ဒါတော့မှ super saiyan fawn နဲ့ goku က freezer ကိုနိုင်ဖို့အတွက်မလွယ်ကူခဲ့ပါဘူး freezer က goku နဲ့ချပြီးမှတော့မတည်ဘဲနဲ့ cyborg ခန္ဓာကိုယ်နဲ့ကဘာကိုပြန်လာပြီးတော့လက်စားချေပါတယ်ဒါပေမဲ့ future train ရောက်လာပြီးတော့သူ့အဖေရောသူ့ကိုရောဝမ်းလျှော်သွားပါတယ်အဲ့လိုနဲ့ freezer တည်ပြီး event နေတစ်ခုပြီးတစ်ခုထွက်လာပါတယ် android saga self saga နဲ့မာဂျင်မှု saga လို့ဖြစ်ပါတယ်ဒါပေမဲ့ DBS မှာ ဖရီဇာကပြန်ပြီးတော့အသက်ရှင်လာပါတယ်။ဖရီဇာရဲ့တပ်သားတွေကသူတို့ရဲ့တပ်ကိုအုပ်ချုပ်မဲ့သူမရှိလို့ဖရီဇာကိုဒရဂွန်မောတွေတုံးပြီးတော့ပြန်ခေါ်ခဲ့ပါတယ်။ဒါပေမဲ့ရှမ်းရောင်ကလူတကောင်လုံးကိုပြန်မခေါ်နိုင်ဘူး။ဒီကောင်ကငရဲမှာရှဲခံနေရတဲ့ကောင်။ဖရီဇာရဲ့ဝိညာဉ်ကငရဲမင်းစီမှာအဲ့တော့ငါမတက်နိုင်နဲ့ဆူတောင်းမဲ့ဆိုပြီးတော့ခန္ဓာကိုယ်အစိပ်ပိုင်းလေးတွေပဲပြန်ပေးလိုက်ပါတယ်။အသက်ရှင်နေတဲ့ခန္ဓာကိုယ်အစိပ်ပိုင်းလေးတွေပေါ့ပြီးတော့ဖီဇာရဲ့တပ်သားတွေကသူတို့ရဲ့ဤပညာနဲ့ ဖီဇာကိုအသက်ပြန်ရှင်နိုင်စေခဲ့ပါတယ်။ဖီဇာကအသက်ရှင်လာတာနဲ့ဂိုကူတို့ကိုလက်စားချေဖို့စီစဉ်ပါတော့တယ်။ဖီဇာကသူ့အနေထားကြီးနဲ့ဂိုကူကိုတွားချရင်မနိုင်မှတိတာနဲ့ပဲ။သူတစ်ခါမှမလုပ်ဘူးတဲ့ training စဆင်းပါတော့တယ်။ဖီဇာအနေနဲ့လေးလလောက်ပဲ train လိုက်တာ။ခုနက event တွေက villain တွေထက်အများကြီးတာဝါပါတယ်။ Golden Freezer ဆိုတဲ့ fan ဝင်လည်းရရှိခဲ့ပါတယ်။ဒီမှာမတူတာကဂိုကူတို့က fan တစ်ခုပြောင်းရင်သူတို့ရဲ့ hair color တွေကသူတို့ရဲ့ keyboard မူတည်ပြီးတော့ပြောင်းကျင်သလိုပြောင်းသွားတာပါသူတို့ကိုယ်တိုင်အယောင်ရွေးချယ်လို့မရပါဘူး ဒါပေမဲ့ freezer ကတော့သူ့ရဲ့ golden fawn ကိုသူ့ကိုယ်တိုင်ဒီဇိုင်းဆွဲခဲ့တာဖြစ်ပါတယ်။သူ့ကိုယ်တိုင်ရွေးချယ်ခဲ့တယ်လို့ဆိုလိုချင်တာပါ။ freezer အနေနဲ့ရွှေရောင်ကိုရွေးရလက်ခံလို့ရပေမဲ့ဘာလို့အမဲအောင်လဲ။တို့ပေမဲ့လည်းလီလာလောက်ပဲ train ရတဲ့ freezer ကနှစ်ပေါင်းများစွာ train ထားပြီးတော့ goki ကို absorb လုပ်ထားတဲ့ goku တို့နဲ့ရှင်လို့တော့မရခဲ့ပါဘူး။အဲ့လိုနဲ့ပဲအဲ့ဒီမှာ freezer ထေသွားခဲ့ပါတယ်။နောက်ပိုင်း tournament of tower အတွက်လူလိုရာနဲ့ပဲ ဂိုဂူကဖရီဇာကိုငရဲကနေတွားခေါ်လာပါတယ်ပြီးတော့ဖရီဇာနဲ့ဂိုဂူတို့ကတောနမန့်အော်တာဝါမှာသူတို့ကိုသူတို့ sacrifice လုပ်ပြီးတော့ဂျီရန်ကိုအနိုင်ယူခဲ့ပါတယ်အဲ့မှာ Android 7 DR white ထဲမှာကြာပဲနဲ့နောက်ဆုံးကြံခဲ့တာမို့လို့ Universe 7ကတောနမန့်အော်တာဝါကိုအနိုင်ရခဲ့ပါတယ်ဖရီဇာကဂိုဂူနဲ့ပေါင်းပြီးမချခဲ့လို့ရှိရင်ဂျီရန်ကိုနိုင်ခဲ့မှာမဟုတ်ပါဘူးအဲ့ဒါကြောင့် Brass ကဖရီဇာကိုစူးချတဲ့အနေနဲ့ wish ကိုအသက်ပြန်ရှင်အောင်လုပ်ခိုင်းလိုက်ပါတယ်အဲ့လိုနဲ့ပဲဖရီဇာကအသက်ပြန်ပြီးရှင်လာပါတယ် ပြီးတော့ Freeza အနေနဲ့ Broly တို့ကိုကြည်တာတို့ကိုမြင်ပြီးတော့ training နောက်တစ်ခေါက်ပြန်ဆင်းပါတော့တယ်။ DBC fan တွေအနေနဲ့တိုင်းချိန်ပါကိုတီးကြမယ်လို့ထင်ပါတယ်။အပြင်မှာတရက်လေးကျင်တာကတိုင်းချိန်ပါတဲ့မှာတစ်နှစ်လေးကျင်တာနဲ့အတူတူပါပဲ။ Freeza ကလည်းအဲ့လိုမျိုးတိုင်းချိန်ပါတဲ့မှာ10နှစ်လေးကျင်လိုက်ပါတယ်။အပြင်ကတရက်ကအဲ့ဒီတိုင်းချိန်ပါတဲ့မှာ10နှစ်ပါ။အဲ့လိုနဲ့ပဲ Black Freeza ဆိုတဲ့ fan ကိုထိုက်ထိုက်တန်တန်နဲ့ရရှိခဲ့ပါတယ်။ Black Freeza ဘယ်လောက်ကျန်းလဲ? Black Freeza ကိုအခုလောလောဆယ်ဒီပုံထဲမှာတွေ့ရတဲ့ငါးကောင်လုံးပေါင်းချရင်တော့မနိုင်ပါဘူး။ freezer က wish ရဲ့ပြောစကားအရဆိုရင် universe ရဲ့ stronger warrior ဖြစ်နေပါပြီဆိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးအတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကျမှပြန်တွေ့ကြမယ်ဘိုင်ဘိုင်